ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးတဲ့တဲ့အားလုံးမင်္ဂလာပါ။ဒီနေ့ရာသီရဲ့ဘောလုံးရာသီရဲ့သုံးပုံတပုံကြော်လောက်ရှိမရှိသေးဘူး။သုံးပုံတပုံတော့မရှိတဲ့အချိန်မှာ International Break နှစ်ခုပြီးပြီးတတိယ International Break ဝင်လာတဲ့အချိန်မှာဥရောပ Top 5 League ပါနီးပြအပြောင်းလဲနဲ့နီးပြတွေကိုယာဒုကထုတ်ပေးပြီးအပြောင်းလဲလုပ်ထားတာစွစုပေါင်းလက်ရှိနေထိုင်ရ73ယောက်ရှိပြီ နီးပြအပြောင်းလဲလောက်တာ top 5 league မှာ73ရောက်73ချိန်ရှိပြီ Premier League နဲ့ Italy City တွေကအများဆုံးအထူးဖြစ် Italy City တွေကနီးပြ3ရောက်ကိုတပြိုင်တည်းလဲလိုက်တာလဲတာမှာ Juventus နီးပြစလဲတယ်နောက် AC Milan သင်းနီးပြလဲခံရတယ် Italy ဆတဲ့မှာပဲ Fiorentina ရော Genoa ရောလဲပြီးတော့အခုနောက်ဆုံး Atlanta နီးပြ စလေတယ်။ဒါပါတော့ AC Milan ကယာတီအစမှစတာဖြစ်တဲ့အတွက်ကြောင့်ဆိုပေမဲ့တခြားနည်းပြတွေကြီးတဲ့အခါမှာအီတလီကတော်တော်လေးခက်စိတ်စိတ်အင်္ဂလန်ကအစောပိုင်းတည်းက Northern Forest တသိန်းတဲ့ကိုပဲနှစ်ယောက်လဲပြီးတော့မှအခုနောက်ဆုံးအနေနဲ့ Wolverhampton နဲ့ West Ham ကအပြောင်းလဲလုပ်ထားတယ်။ဆိုတော့ဒီနေ့ယာတီဥရောပရဲ့ Top 5 League မှာဘယ်အသင်းတွေကနည်းပြအပြောင်းလဲလုပ်ထားလဲဘယ်သူတွေနည်းပြဖြစ်ရောက်ရှိနေလဲနောက်ထပ်အလားအလာရှိတဲ့နည်းပြရာထူးတွေတက်ကရောဘယ်လိုရှိလဲဆိုပြီးတော့ဒါအခုလောလောဆယ် top 5 league မှာ premier league က၄ရောက် serie a က၄ရောက် bundesliga က၃ရောက်နဲ့ပြင်သစ် league 1က၁ရောက်နဲ့ la liga က၁ရောက်ဆိုတော့ဥရောပ၅ league ထဲမှာ total အားဖြင့်စုစုပေါင်း73ရောက်နီးပြအပြောင်းလဲဖြစ်ထားတယ်ဆိုတော့ဖြစ်တဲ့အထက်မှာပထမဆုံးအစိုးဆုံးထုတ်ခံရတဲ့နီးပြက Bayer Leverkusen အသင်းရဲ့နီးပြ Eric Ten Hag ဖြစ်တယ်ဒါတော့မှကျွန်တော်တို့က Netherlands League က IS နီးပြတို့ပေါ်တူဂီနီးကဘန်ဖီကာနီးပြတို့နောက်ဖန်နဘက်ချီကဂျိုဆီမိုရီညိုတို့အဲ့ဒါတွေကျွန်တော်တို့ထည့်မတွက်ထားသေးဘူးပထမဆုံးအစောဆုံးထုတ်ခံရတဲ့နီးပြကအဲရစ်တန်ဟာစက်တင်ဘာ၁ရက်နေ့ပဲရှိသေးတယ်ဘွန်ဒစီက၃ပွဲလောက်ပဲရှိတဲ့ချိန်မှာသူတို့ရဲ့နီးပြအဲရစ်တန်ဟာကိုလီဗာကူစင်ကယာဒုကထုတ်ပေးလိုက်တယ်သူကဥရောပ top 5 league ရဲ့အစောဆုံးထုတ်ခံရတဲ့နီးပြဖြစ်တယ်သူကထိတ်ဆုံးကနံပါတ်1ဖြစ်တယ် ပြီးတော့မှပဲ September 9ရက်နေ့ International Break အပီးကဒီလေးပါဒါနောက်ထပ်တယောက်ထုတ်ခံရတယ်အဲ့ဒါက Nuno Espirito Santos ပါ Not the Forest ကပိုတူဂီလူမျိုးနီးပြဖြစ်တယ်ဒီနီးပြကတကယ် quality နီးပြဖြစ်ပေမဲ့ အသေးပိုင်ရှင်ဖြစ်သူနဲ့အာဗဇာဒရိုက်တာအေဒူးတို့အကြားမှာလုံးဝအဆင်မပြေဖြစ်ခဲ့တာဖြစ်တယ်။ပြီးခဲ့နှစ်ကချန်ပီယံလိဝင်ခွင့်ရဖို့တေးကြနေရင်ကစက်တိုက်ရလက်တီဆိုလို့ကွင်းထဲထိနီးပြဖြစ်သူကိုပိုင်ရှင်ဖြစ်သူကဝေဖန်ပြစ်တင်ပြောဆိုမှုတွေပြီးခဲ့ကဆက်ဆံရေးပြိုကွဲသွားခဲ့တယ်။နူနိုအက်စပီဒိုဆန်တော့ကိုထုတ်မယ်ထုတ်မယ်နဲ့အတန်ဒီတောက်လျှောက်သွားပြီးတော့မှစက်တင်ဘာ9ရက်နေ့မှာနူနိုကို Forest ကထုတ်လိုက်တယ်။ Forest ကနူနိုကိုထုတ်ပြီးတဲ့အချိန်မှာ အဲ့မကြိုင်ရင်လေးမှာပဲဂါရာဒိုစီယိုနီဆိုတဲ့နီးပြမူချန်ကလာဘက်ကသူ့ရဲ့နီးပြကိုထုတ်တယ်စက်တင်ဘာ15ရက်နေ့မှာဂျာမန်ကလပ်ဘွန်ဒီစီကာကလပ်မူချန်ကလာဘက်ကဂါရာဒိုစီမီယိုနီဆိုတဲ့နီးပြကိုယာတုကထုတ်တယ်အိုက်ကဒီမာစင်ဝက်ဆန်ယူနိုက်တက်ကစက်တင်ဘာ15ရက်နေ့မှာပဲသူတို့ရဲ့နီးပြအဂရီယန်ပေါ်တာကိုယာတုကထုတ်လိုက်တယ် Grand Border ဆိုလဲပြီးခဲ့နှစ်တည်းကသူနီးပြဖြစ်လာတာဒါဝက်ဆန်က Demon Wise ကိုထုတ်ပြီးတော့ Julian Lopetegui နဲ့ခန့်တယ် Julian Lopetegui လဲယာတီဆာမှာတောက်လျှောက်ဆိုးွားနေတဲ့အခြေအနေကနေရတုကထုတ်ခံပြီးတော့နောက်ဆုံးမှာ Grand Border ဝင်လာတယ် Porter Minute ကယာတီကုန်ဒီဆက်ကင်ပြီးတော့အခုဒီနေ့ယာတီအစောပိုင်း September 15ရက်နေ့မှာပဲ Grand Border ကိုထုတ်လိုက်တယ်အခုဆိုရင် Grand Border က Sweden Lewis အသင်းရဲ့နီးပြတစ်ဖြစ်လာတယ် ိုက်ကနေမှဆင် international break ပြီးတဲ့ချိန်မှာ La Liga ဘက် October 9ရက်နေ့မှာ Real Oviedo La Liga ကိုတန်းတက်လာတဲ့ Santi Casola တို့ရဲ့အသင်းရဲ့နီးပြ Paul Novis ဆိုတဲ့နီးပြကို October 9ရက်နေ့မှာ Real Oviedo ကယာတုကထုတ်တယ်အဲ့ဒါနဲ့အောက်တိုဘာ9ရက်နေ့မှာပဲမူနာဂူကလည်းသူတို့ရဲ့နီးပြ LD Halter ဆိုတဲ့နီးပြကိုထုတ်လိုက်တယ်။ဒီနီးပြကလည်းလိပြိုင်ပေါ်မှာနည်းနည်းလေးရိမ့်လာတဲ့အချိန်မှာ သူ့ကိုယာဓုကထုတ်ပြီးတော့အခုသူတို့က union စိတ်အသိရဲ့နီးပြကိုခတ်တယ်အဲ့နီးပြကပုံတော်ဆိုးသေးတယ်အခုနောက်ပိုင်းကစားတဲ့ဒီဘွေရော champion league ကိုစတိုက်ရှုံးနေပြီးတော့မိုနာကိုကသူတို့နီးပြကိုထုတ်ပြီးတဲ့အချိန်မှာနီးပြတဲ့လေ struggle ဖြစ်နေတယ်။အဲ့ကဒီမှာ see October session ရဲ့နေ့မှာ Northern Forest ကိုနီးပြဖြစ်တာဝန်ယူပြီးရှစ်ပွဲတိတိတိုင်ထားတဲ့ Ange Postecoglou ရာထူးကထုတ်ပယ်ခံရတယ်။သူ့လက်ထက်မှာနှစ်ပွဲပဲတည်ကြပြီးစတိုက်ရလက်တည်ဆိုရင်းနဲ့ အန်ချပိုဆိုကိုကူကို forest ကနီးပြဖြစ်ထုတ်လိုက်တယ်။အော်တိုဘာ16ရက်နေ့မှာတခါအော်တိုဘာ29ရက်နေ့မှာရာတီစရလက်တီစက်တိုက်ဆိုးနေတယ်။အထူးဖြင့်သေပွဲတွေစက်တိုက်များပြီးတော့မှနောက်ပိုင်းမှာရလက်ပြန်ဆိုးလာတဲ့အဲတုန်းကလာစီယိုနဲ့ရီယယ်မက်ဒရစ်ကိုတပွဲဆက်ရှုံးလို့ဂျူဗန်တက်စ်ကသူ့ရဲ့နီးပြအီဂါထူတော်ကိုယာတုကထုတ်တယ်။နောက်နိုဝင်ဘာ10ရက်နေ့မှာဂျီနိုအာအသင်းကပက်ထရစ်ဗီယာရာကိုယာတုကထုတ်ပြီးတော့ နိုဝင်ဘာ2ရက်နေ့မှာပဲဝူဗာဟန်တန်ကသူ့ရဲ့ပေါ်တူဂီနီးပြဗစ်တာဖရဲရာကိုထုတ်တယ်ဖရဲရာဆိုရင်ထုတ်ခံရမယ်ထုတ်ခံရမယ်လို့အတန်ထွက်ပြီးတော့မှ၄နှစ်သက်တမ်းတိုးတော်ဝူကတိုးခဲ့တာဖြစ်ပြီးတော့နိုဝင်ဘာ2ရက်နေ့နောက်ဆုံးမှာဗစ်တာဖရဲရာကိုထုတ်တယ်အိုက်ကနေမှဆင်းနိုဝင်ဘာ၄ရက်နေ့မှာဖလော်တီနာကအာနာစာက ထွက်လာပြီးတော့ CD ကလပ်ဖလော်တီနာကိုရောက်လာတဲ့အရင် AC မီလန်နီးပြဟောင်းစတက်ဖိုနီပျော်လီကိုယာဒုကထုတ်လိုက်တယ်ဆိုတော့ဖလော်တီနာကသူ့ကိုထုတ်တယ် ပြီးတော့မှတစ်ဖက်မှာပဲဂျာမန်ကလပ်ဝူးစ်ဘက်ကလည်းဖောစီမွန်ကိုနိုဝင်ဘာ9ရက်နေ့မှာရာထူးကထတ်ထုတ်ပြီးတော့နောက်ဆုံးအနေနဲ့အတ္လန်တာအတ္လန်တာအသင်းကချန်ပီယံလိမှာနိုင်ပြီမဲ့နောက်ဆုံးပွဲတွေမှာစတိုက်ဆတ်ဆွတ်လို့ကိုရှုံးနေနောက်ပိုင်းမှာအရင်ဆွစ်ဇာလန်နီးပြဟောင်းအိုင်ဗန်ယူရစ်ကိုရာထူးကထုတ်တယ်သူဆိုရင်သူတို့ရဲ့အဓိကတိုက်စစ်မှုအာဒမိုလာလုကမန်နဲ့တောင်အချင်းများခဲ့တယ်သူလူစားလဲတဲ့အချိန်မှာနှစ်ဖက်ကြားအာဂူဖြစ်တဲ့ဒီနီးပြလုကမန်ကိုတောက်လျှောက်ပြဿနာရှာတဲ့အထိဖြစ်ပြီးတော့ နောက်ဆုံးမှာထုတ်လိုက်တယ်ဆိုတော့လာလီဂါကစုစုပေါင်းတယောက်ပြင်သစ်လီဂန်ကတယောက်ဘွန်ဒစ်စတီကာက3ယောက်နဲ့ပရီးမီးယားလိဂ်4ယောက်အခုဒီအရမနော်ပရီးမီးယားလိဂ်မှာနောက်ထပ်ထောက်ခံရမယ့်နီးပြားတွေမှာဒန်နီယယ်ဗာဂါလိစ်ယူနိုက်တက်နီးပြားရပန်းအစားဆုံးအဲ့တော့အခုရှောင်းတိုက်လည်းနိုင်ပွဲတွေရပြီးနူနိုအက်စပီဒိုဆန်တိုလည်းနိုင်ပွဲတွေရတယ်ရူဘင်အမ်ရိုလည်းထုတ်မှာမဟုတ်ဘူးဒါပေမဲ့အခုတလောဆယ်မှာကျွန်တော်ဥရောပမှာဆိုရင်ဖန်နဘချီချန်ပီယံလိချေစပေါ်မှာအားလို့ဆိုပြီးတော့ဂျိုဆင်မော်နီယိုကိုထုတ်တယ် အဲ့မှာဘန်ဖီကာကလည်းဖနာဘချီကိုနိုင်ပေမဲ့သူတို့ကလည်းချန်ပီယံလိဖွင့်ပွဲမှာကာရာဘတ်ကိုရှုံးလို့ဆိုပြီးတော့ဘန်ဖီကာနီးပြဘရူနိုလတ်စ်ကမှအစားထိုးတယ်အခုဆိုရင်မွန်ယိုကသူကိုင်နဲ့ချန်ပီယံလိ၃ပွဲလုံးရှုံးထားတယ်အဲတလက်ဆာထဲမှာပဲ IS ကလည်းချန်ပီယံလိ၄ပွဲဆက်တိုက်ရှုံးထားတယ်သူတို့ရဲ့နီးပြဟိုက်တင်ကာကိုထုတ်တယ်ဟိုက်တင်ကာမနစ်ကအာနီဆော်ရဲ့လက်ထောက်နီးပြသူ့ကိုထုတ်လိုက်ပြီးတော့အခုအဲရစ်တန်ဟာကိုပြန်ခံဖို့လုပ်တဲ့ထားဥယောပ ထိတ်တန်းလိတွေမှာနီးပြအပြောင်းလဲတွေအထူးဖြင့်ဥရောပရာသီရဲ့သုံးပုံတပုံတော်မြောက်တဲ့အချိန်မှာ နီးပြအပြောင်းလဲတွေဇက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ပဲနီးပြတွေထောက်ခံရမယ်ထင်ကြလေကိုမမဝေယမချေချပါအားလုံးကျေးဇူးတင်ပါတယ်